ဟိုဖန်းနာနဲ့လွတ်တာဆိုလို့ရှိရင်ကျွန်တော်တို့ကလွတ်တာကိုကြိုးစားရမှာပေါ့အဲ့တော့အလွတ်တာကိုမကြိုးစားနိုင်ဘူးဆိုလို့ရှိရင်တော့လည်းဆက်ဖန်းတာမလွတ်နဲ့လို့ပြောရမှာလို့ဖြစ်နေတာပေါ့နော်အဲကြောင့်လဲဆိုတော့ဟိုနယ်ဆန်မန်ဒဲလာဆိုရင်လည်းအကျဉ်းသားဘဝမှာစပြီးတော့တွေ့ဆုံဆွေးနွေးရေးကိုကြိုးပမ်းခဲ့တယ်အခုလည်းပဲအထူးသဖြင့် တော့ဒေါန်ဆန်းစုကြည်ပေါ့နော်ဆိုတော့သူနဲ့ဂျားထဲမှာဆက်သွယ်ရေးလမ်းကြောင်းတစ်ခုခုကတော့ရှိမယ်လို့ပဲကျွန်တော်မျှော်လင့်ပါတယ် ဟုတ်ကဲ့ဦးကိုကြီးခင်ဗျာနိုဝင်ဘာ26ရက်နေ့မှာစစ်ကော်မရှင်ကဒီ905ကာကြီးနဲ့အမှုနဲ့ပတ်သက်ပြီးတော့ဟိုလူငယ်ချက်နာဝင်ပေးပါတယ်အဲ့ထဲမှာ905ကာကြီးတောင်ထွက်ပြေးတိမ်းရှောင်သူက9580ပြီးခံဝင်တဲ့924ဦးနောက်သူခံဝင်မပါဘဲလွတ်ပေးမှာက2362ဦးလို့ဆိုပါတယ်ဆိုရင်အားလုံးစုစုပေါင်းလိုက်မယ်ဆိုရင်သူက8665ဦးပေါ့နော်ဒီ905ကာကြီးနဲ့ ဟိုညှိနေတဲ့လူတွေပေါ့နော်ဒါတနည်းအားဖြင့်ပြောရမယ်ဆိုဒါနိုင်ငံရေးအကျဉ်းသားလို့ကျွန်တော်သတ်မှတ်တာပေါ့ဆိုလို့ဒီလိုမျိုးစစ်ကော်မရှင်ကလှုပ်ပေးလိုက်တယ်ပေါ့ဥက္ကိုကြီးတို့ရဲ့သဘောထားပေါ့ဒါပထမဆုံးသိလို့ပါလေဗျာဟုတ်ကဲ့ကျွန်တော်တို့ဒီရွေးကောက်ပွဲကြေညာစာတမ်းမှာလည်းပဲပြည်သူပါတီကနေပြီးတော့ဒါဦးစားပေးဆောင်ရွက်မဲ့အကိစ္စတွေကျွန်တော်တို့ဖော်ပြထားပါတယ်အဲ့ဒီထဲမှာအကြောင်းအကြောင်းကြောင့်ကွဲကွာနေရတဲ့မိသားစုများပြန်လည်စုံစည်းနိုင်ရေးဆိုတာဒါပြည်သူပါတီရဲ့ဦးစားပေး အကြောင်းအရာတစ်ခု ဖြစ်ပါတယ်အဲတော့ဒီမတိုင်ခင်မှာလည်းပဲကျွန်တော်တို့ဟို peace talk တို့ peace forum တို့နောက်တစ်ခါ NCA 7နှစ်ပြည့်ဟိုအလုပ်ရုံဆွေးနွေးပွဲပေါ့နော်အဲ့ဒီဟာတွေမှာလည်းပဲကျွန်တော်တို့ဒီအကျဉ်းသားတွေဒီနိုင်ငံရေးအကျဉ်းသားတွေအဲလွတ်မြောက်ရေးကိစ္စအရင်ဦးသိန်းစင်လက်ထက်တုန်းကလည်းဆောင်ရွက်ခဲ့တဲ့ဟာတွေကျွန်တော်ဒါတွေကိုပြန်ပြောင်းပြီးတော့ပြောဆိုဆွေးနွေးတာတွေရှိပါတယ်အဲ့တော့ဘာပဲပြောပြောဒါ NSPNC ကတစင်ဆွေးနွေးတဲ့ကိစ္စလေးနောက်ကျွန်တော်တို့ ဆွေးနွေးချက်တွေကိုစုစည်းပြီးတော့သူဆက်လက်အကောင့်ထဲပေါ်မယ်လို့ကတိပေးခဲ့တာတွေလည်းရှိပါတယ်ဆိုတော့အဲ့ဒီကနေပြီးတော့ဒါဒီလိုရက်လက်ထွက်ပေါ်လာတယ်လို့ကျွန်တော်တို့မြင်ပါတယ်အဲ့ဒီအတွက်လည်းဘာပြောဒီလွမြောက်လာတဲ့ပြန်လည်စုံစည်းကြတဲ့မိသားစုတွေအတွက်ဒါကျွန်တော်တို့ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်လေဟုတ်ကဲ့ဒီထဲမှာဟိုရည်ရွယ်ချက်မှာရေးထားတာကတော့ဟိုအခုလောက်တော့မဲ့ရွေးကောက်ပွဲပေါ့နော်ဒီအတွက် ဒီလူတွေကလည်းမဲဆန္ဒပေးဖို့အခွင့်အရေးရှိတယ်သူတို့မဲဆန္ဒပေးနိုင်အောင်ဆိုပြီးဒါရွေးကောက်ပွဲနဲ့ပြန်ချိတ်ထားတဲ့သဘောမျိုးလည်းကျွန်တော်တွေ့ရတယ်ဆိုတော့ရွေးကောက်ပွဲနဲ့ပတ်သက်ရင်နိုင်ငံတကာကအများစုကတော့ဒါတူအောင်ရွေးကောက်ပွဲပဲဆိုပြီးဒါသတ်မှတ်ထားတယ်ဒီအတွက်ဒါကိုနိုင်ငံတကာကိုချပြတဲ့သဘောလားပေါ့နော်ဒါလည်းကျွန်တော်တို့သုံးသပ်မှုတွေရှိတယ်နောက်တစ်ခုကအမေရိကန်ပေါ့အမေရိကန် TPS ကိုဟိုရက်ဆဲလိုက်တဲ့ပုံမှာသူတို့ရဲ့အောက်မှာပါတဲ့အချက်တွေကမြန်မာနိုင်ငံကရွေးကောက်ပွဲရှိတယ်နောက်တိုင်းရင်းသားရင်းနဲ့ အပြည့်ရက်ပြီးလုံနေပြီအခြေအနေကောင်းလာပြီဆိုတော့အချက်ပါတယ်အဲ့ဒါကိုဆက်ပြီးတော့အမေရိကန်သဘောထားပေါ့နော်ပိုကောင်းလာအောင်ဆိုတဲ့သဘောထားမျိုးဒီလိုညီမကြိုင်နဲ့လုံနေဆိုလဲဒါအသုံးသတ်မှုတွေရှိတယ်အဲ့တော့တကယ်တမ်းကဟိုစစ်မှန်တဲ့ဒီပြုပြင်ပြောင်းလဲအတွက်လို့ပြောလို့ရနိုင်မလားအခုချိန်မှာဒါမှမဟုတ်ဒီသူ့ရွေးကောက်ပွဲအတွက်ကိုပဲဒါကစားတဲ့သဘောလို့သုံးသတ်မှုတွေရှိနေတယ်အဲ့ဒီပေါ်ကိုဗာပြောလို့လဲဗျာဟိုကျွန်တော်တို့ကတော့ဒီဖြစ်စဉ်တစ်ခုလုံးမှာတကန့်စီတကန့်စီပဲကြည့်ရမယ်လို့မြင်တယ်ပေါ့ အဲ့တော့ဟိုဖန်းနာနဲ့လွတ်တာဆိုလို့ရှိရင်ကျွန်တော်ကလွတ်တာကိုကြိုးစားရမှာပေါ့အဲ့တော့အလွတ်တော်ကိုမကြိုးစားနိုင်ဘူးဆိုလို့ရှိရင်တော့လက်ဆက်ဖန်းတာမလွတ်နဲ့လို့ပြောရမလို့ဖြစ်နေတာပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဟိုရိုးရိုးလေးပဲကျွန်တော်ကတော့ဟလာဟိုအကောင်းအမြင်ပေးတဲ့ဟာကတော့ဒါလွတ်လာတဲ့အတွက်ကြောင့်မိသားစုတွေဝမ်းမြောက်ဝမ်းသာဖြစ်တယ်နောက်အထဲမှာအနေဆင်းရဲ့အစားဆင်းရဲ့ဘလောက်ဒုက္ခရောက်တယ်ဆိုတာကိုကျွန်တော်တို့ကိုယ်တိုင်လည်းခံစားခဲ့ရတာကျွန်တော်တို့သိတယ်အဲ့တော့ ဘာကြောင့်မဲလွတ်လို့လွတ်ပေးတဲ့ကိစ္စကတော့ဒါလွတ်လာတဲ့သူတွေအတွက်ရောမိသားစုတွေအတွက်ရောဒါဝမ်းမြောက်ဝမ်းသာဖြစ်ရမယ့်ကိစ္စလို့မြင်ပါလေအဲ့တော့နိုင်ငံတကာဆက်ဆံရေးမှာကတော့ကိုဆိုတော့ကဖိအားပေးတာတွေဟလာအေးယူတာတွေအစရှိသဖြင့်ရှိတဲ့အချိန်မှာအဲ့တော့ဒီလိုလွတ်ပေးတယ်ဆိုတဲ့ကိစ္စဟာလည်းဒါနိုင်ငံရေးအရာဒါအရွေးတစ်ခုကိုဒါလုတ်တယ်ဆောင်ရွက်ပြတယ်လို့ကျွန်တော်တို့ဒီလိုပဲမြင်ပါတယ်နောက်တစ်ခုကတော့ရွေးကောက်ပွဲကိစ္စပေါ့အဲ့တော့အဲ့တော့ဟိုရွေးကောက်ပွဲကလည်းဒါမဖြစ်မနေဒါဖြတ်တန်းရတော့မယ် ဆိုတဲ့အချိန်မှာဒါလွတ်မြောက်လာတဲ့သူတွေအနေနဲ့ဒါမဲပေးခွင့်ဒါဆက်လက်ပြီးတော့အခုကမဲစင်းကိစ္စတွေလည်းကျွန်တော်တို့ကဒါဆောင်ရွက်ရမယ့်ကိစ္စတွေရှိတယ်ဆိုတော့သူတို့ဗာမဲပေးခွင့်ရမယ်ဆိုရင်တော့သူတို့ကြိုက်တဲ့သူ သူတို့ရွေးချယ်ခြင်းနဲ့ယုံကြည်ခြင်းနဲ့သူကိုရွေးချယ်ခွင့်ဆုံးဖြတ်ခွင့်ကြလာမှာပေါ့အဲ့လိုမျိုးတကယ်တမ်းဟိုစေတနာမှန်တယ်လို့ပြောမယ်ဆိုရင်နောက်တစ်ချက်ကနိုင်ငံတကာက ပြောနေတယ်လို့ all inclusive ဆိုတဲ့ရွေးကောက်ပွဲဖြစ်ပေါ်တာအာဆီယံကလည်းပြောတယ်ဆိုတော့ဒီလိုမျိုး တကယ်လှုပ်ဖို့ဆိုလို့ရှိရင်အခုလိုမျိုး905ကအပြင်ပေါ့နိုင်ငံချင်းနိုင်ငံအဓိကအဖြစ်တမရိုင်းဝင်းမြင့်လို့နိုင်ငံတော်အတိုင်းမင်းကဒေါန်ဆန်းစုကြည်လို့ဒီလိုမျိုးခေါင်းဆောင်တွေကအစပေါ့နော်ဖြေလျှော့တာတွေမလုပ်သင့်ဘူးလားတကယ်တမ်းပြောင်းလဲကိုသွားမယ်ရွေးကောက်ပွဲအတွက်လည်း credibility ဖြစ်အောင်ပေါ့နော်အဲ့အဲ့ဒီလိုမျိုးကြတော့ဟိုဖြစ်နိုင်ချေဘယ်လောက်ရှိမလဲ ဆိုတော့ကျွန်တော်တို့ကိုယ်တိုင်လည်းနိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့တဲ့အချိန်တုန်းကကျွန်တော်တို့ရှေ့မှာတတုပ်ပြီးတတုပ်လွတ်သွားတာတွေကိုထိုင်ကြည့်နေခဲ့ရတာပဲအဲ့တော့ဟိုကျွန်တော်တို့ကိုယ်တိုင်လည်းနိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုတိုးတက်မှုနဲ့အတူတဖြည်းဖြည်းချင်းဆက်လက်ပြီးတော့လွတ်မြောက်လာလိမ့်မယ်လို့ကျွန်တော်တို့မျှော်လင့်ခဲ့ရတာပေါ့နော်ဆိုတော့အခုလည်းပဲဒါကတော့ကျွန်တော်တို့အတွက်ကတော့အတွေ့အကြုံအစ်စ်မဟုတ်ပါဘူးအဲ့တော့ကျွန်တော်တို့အထက်မှနေတော့ကလည်းပြစ်တံလျှော့ပေါ့တယ်ဆိုတော့လျှော့တော့လျှော့လိုက်တယ်မလွတ်ဘူးပေါ့အဲ့တော့ အဲ့တော့နောက်တော့လွတ်တယ်ဆိုတဲ့အခါကျတော့လေကျွန်တော်တို့၄ရက်တင့်နဲ့ပတ်သက်ပြီးတော့အငင်းပွားမှုတွေအများကြီးကျွန်တော်တို့ကြုံခဲ့ရတယ်ဆိုတော့အဲ့တော့ဘာပဲပြောပြောနိုင်ငံရေးတိုးတက်မှုအကောင်းလာတာနဲ့အမျှအကျဉ်းသားတွေလည်းပို့ပို့ပြီးတော့လွတ်မြောက်လာလိမ့်မယ်လို့ကျွန်တော်တို့ဒီလိုပဲမြင်ပါတယ်အဲ့တော့ဒီလိုလွတ်ပေးတာနဲ့ပတ်သက်ပြီးနိုင်ငံရေးပါတီတွေနဲ့ဒီစစ်ကော်မရှင်ကြားပေါ့နော်ဒါမှမဟုတ်လဲ NSPN ကြားဟိုတိကျတွေ့ဆုံမှုတွေရှိလားဘယ်အဆင့်မှာတော့ဘယ်လိုဆောင်ရွက်ဖို့ရှိလဲဘယ်လိုဖြေလျှော့မလဲ ဘာမို့ဒါစစ်ကောင်စီရဲ့အတွင်းစည်းပဲလားသူတို့သဘောတိုင်းပဲလုပ်နေရလားအဲ့ဒါဘယ်လိုမျိုးနားလဲလဲဗျာဥပဒေနဲ့ဟိုကျွန်တော်တို့ဒီ peace talk တို့ peace forum တို့မှာကတည်းကကျွန်တော်တို့ဆွေးနွေးခဲ့တာတွေရှိပါတယ်အဲ့ဒီအဲ့ဒါကြောင့်လည်းပဲတချို့ဟိုဒါကြောင့်ကျွန်တော်တို့ဒီအစွန်းရောက်တဲ့ကာလမှာဟိုဘက်စွန်းဒီဘက်စွန်းပေါ့အဲ့တော့ဒီဘက်ကအစွန်းရောက်တဲ့ပုံကိုယ်တွေကလည်းနိုင်ငံရေးအကျဉ်းသားလွှတ်ပေးဖို့ပြောလို့ရှိရင်ဒါအကြမ်းဖက်ကိုအားပေးတာဖြစ်တယ်ဘာညာဆိုပြီးတော့ဟိုတိုက်ခတ်ကြတာတွေလည်းကျွန်တော်တို့ခံခဲ့ရတယ်လေ တော့ဘာပဲပြောပြောကျွန်တော်တို့ကတော့နိုင်ငံကြီးကျင်းသားလွတ်မြောက်ရေးဆိုတာကိုအဲ့ဒီဆွေးနွေးခွင့်ရတဲ့ခါတိုင်းကျွန်တော်တို့ပြောဆိုဆွေးနွေးခဲ့တာရှိတယ်နောက်တစ်ခုကတော့လေဦးသိန်းစိန်အစိုးရလက်ထက်မှာဒါကျွန်တော်ကိုယ်တိုင် လက်ကျန်နိုင်ငံကြီးကျင်းသားစီစီရေး ကော်မတီဆိုပြီးတော့ဒါပါဝင်ဆောင်ရွက်ခဲ့တယ်ဟိုနိုင်ငံရေးအကျဉ်းသားရာပေါင်းများစွာကိုကျွန်တော်တို့လွတ်မြောက်အောင်ကျွန်တော်တို့ကြိုးပမ်းပေးနိုင်ခဲ့ပါတယ်။အဲဒါကြောင့်မို့လို့ဒါကျွန်တော်တို့အနေနဲ့ကတော့နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးဆိုတဲ့ကိစ္စက ဆက်လဲပြောနေမှာပါပဲကြိုးလဲစူးစမ်းနေမှာပါပဲအဲ့တော့ရွေးကောက်ဝယ်မတိုင်ခင်ပေါ့နော်အခုလိုထူးခြားတဲ့ဟိုနော်လှုပ်ဆောင်ချက်မျိုးပေါ့စစ်ကောင်မရှင်စီကဆက်ပြီးတော့ကျွန်တော်တို့တွေ့ရလာနိုင်လားဥက္ကိုရောဘယ်လိုမျိုးတုံးသက်ချက်ကြီးလဲဥပမာဟိုတနိုင်ငံလုံးပြစ်ကတ်ရဲစဲကြီးညာတာမျိုးပေါ့လေတနိုင်ငံလုံးပြစ်ကတ်တက်ခဲ့မှုရဲစဲကြီးဆိုတာတက်ကိုပေါ့နော်အခုဒါရွေးကောက်ပွဲကျင်းပနိုင်မဲ့မဲဆန္ဒနယ်မြေတွေပေါ့ဆိုတော့အဲ့ဓာတွေတိုးတက်လာအောင်တော့ကြိုးပမ်းနေတာတွေရှိပါတယ် ဲ့တော့ဟိုတစ်ဖက်ကလည်းဒါအခုဆိုရင်ဒါမိုးကုတ်တရင်ကျွန်တော်တို့ကြားနေရပြီပေါ့အဲ့တော့ကျွန်တော်နောင်ချိုးကြောင်မဲအစရှိသဖြင့်ဆိုတော့အဲ့တော့ဟိုရွေးကောက်ပွဲကျင်းပဖို့ကတော့ဦးစားပေးအနေနဲ့ဆောင်ရွက်သွားမယ်လို့ပဲကျွန်တော်တို့မြင်တယ်ဆိုတော့အဲ့ဒီနောက်ပိုင်းကျမှပဲဟိုတချို့ဟလာဟိုတကယ်ကိုခိုင်မာတဲ့တွေ့ဆုံဆွေးနွေးမှုတွေဖြစ်ဖို့အတွက်ဆက်ပြီးစူးစမ်းရမယ်လို့ပဲမြင်ပါတယ်အခုလောလောဆယ်မှာကတော့ဟို လျှို့ဝှက်ဆွေးနွေးတာတွေထိတွေ့တာတွေဆက်သွယ်ရေးလမ်းကြောင်းထူထောင်တဲ့ကိစ္စတွေကတော့အခုလည်းရှိနေပါတယ်။ဟုတ်ကဲ့အဲ့တော့ဥက္ကဋ္ဌတော့ကြိုးဆိုတာပေါ့နော်ဒါဟိုမိသားစုတွေပြန်တွေ့ရတယ်တော်ဒီလိုမျိုးဟိုပြန်လှုပ်ပေးတာဟိုဖန်တာတဲ့ဆိုင်အများကြီးပိုကောင်းတယ်။ဆိုတော့ဥက္ကဋ္ဌတို့ကတကယ်လို့ဒီအာဏာပိုင်နေရာမှာနေနေရမယ်ဆိုရင်အခုလိုမျိုးဒီအပြောင်းလဲမှာအခြေအနေမှာဒီတက်ပို့ပြီးဘာဘာတွေလုပ်မယ်လို့ပြောနိုင်မလဲ။ဘယ်လိုမျိုးစဉ်းစားမလဲ။ဥက္ကဋ္ဌတို့အနေနဲ့ ဲ့တော့ကျွန်တော်တို့ကတော့တခြားလုံးမှာလည်းဒီငင်းညာရေးကြိုးပမ်းမှုဖြစ်စဉ်တွေမှာပါဝင်ခဲ့တဲ့အခါကျတော့ဒီတွဲဆုံဆွေးနွေးမှုတွေဆက်လက်ဖြစ်ပေါ်ဖို့အဲ့တော့တစ်ဖက်ကလည်းကျွန်တော်တို့ဒါလွှတ်တော်အတွင်းကနေပြီးတော့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စတွေကိုအကောင့်တွေပေါ်လာဖို့အဲ့တော့တစ်ဖက်ကကျွန်တော်တို့ဟိုနှိုင်းရှင်မှုရဒီလုံခြုံတဲ့နေရာတွေငင်းညာတဲ့နေရာတွေမှာအလုတ်ကန်အခွင့်လန်းတွေဖန်တီးပေးနိုင်ဖို့ဒါစီးပွားရေးကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်ပြီးတော့ပွင့်လင်းလာဖို့ဒီကိစ္စတွေကတော့ကျွန်တော်တို့အဓိကဆောင်ရွက်တော့မှာဖြစ်ပါတယ်။ဒီဟာကိုကြည့်မယ်ဆိုရင်ဒီဖြစ်စဉ်ကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့က2010ပေါ့နော်အပြောင်းလဲကိုပြန်ပြီးတစ်ချက်ကြည့်လို့ရတာပေါ့။အဲ့ဒီတုန်းကတော့ရွေးကောက်ပွဲပြီးတဲ့အခါမှာအပြောင်းလဲကြီးကတော်တော်ကြီးကြီးမားမားဖြစ်တာပေါ့နော်။ဒီအစိုးရဘက်ကရောတိုင်းရင်သားဒီဘက်ကရောနောက်အထက်မှာရှိတဲ့ institution ဘက်ကရောအပြောင်းလဲတွေအများကြီးဖြစ်တယ်။ဆိုတော့အခုရွေးကောက်ပွဲပြီးရင်ရောဆိုအဲ့ဒီလိုအပြောင်းလဲကိုကျွန်တော်တို့မျှော်လင့်နိုင်မလားဥကိုအင်းနေဘယ်လိုသုံးသက်ချက်မျိုးရှိလဲ ဟိုကျွန်တော်တို့2010အခြေအနေတုန်းကတော့ရွေးကောက်ပွဲမှာတိုင်ငင်တုန်းကဘာပြောတာစစ်အစိုးရပေါ့အဲ့တော့စစ်အစိုးရနေပြီးတော့ရွေးကောက်ခံအစိုးရအပြောင်းလဲမှာဟိုအခုလိုမျိုးလက်နက်ကင်ပြိပက္ခပြင်းထန်တာမျိုးမရှိဘူးမရှိတော့ဟိုနယ်စုံနယ်ပြားတိုင်းသားဒေသတွေလောက်မှာပဲဒါလက်နက်ကင်ပြိပက္ခရှိပြီးတော့အများစုကဒါငြိမ်းချမ်းတယ်ပေါ့တည်ငြိမ်နေတယ်အဲ့ဒါကြောင့်မို့လို့လေဦးသိန်းစိန်အစိုးရရဲ့အဓိကဦးစားပေးလုပ်ငန်းစဉ်ကဒီငကို တင်းတင်းကြပ်ကြပ်ထိ ंछ ုပ်ထားတာတွေကိုဖြေလျှော့ပေးတဲ့ဟာကိုအဓိကဦးစားပေးဖြစ်နေဆောင်ရွက်ခဲ့တာတွေ့ရတယ်။ဒါကြောင့်လဲအကျဉ်းသားလူကြီးအပါဝင်ဒါစာပေစီစီရေးကိုပယ်ဖြတ်ပစ်လိုက်တာနောက်တစ်ခါကျွန်တော်တို့ဒါတယ်လီဖုန်းတို့အဲ့ဒါဒီကားတို့တင်သွင်းခွင့်နေအဲ့ဒါဈေးအများကြီးတက်တာတော့အဆရှိတဲ့ဖြင့်အများကြီးလုံနိုင်ခဲ့တယ်။အဲ့တော့သူ့ရဲ့ဦးစားပေးကဒီ liberalization ပေါ့ဖြေလျှော့တဲ့ဖြစ်စဉ်ပေါ့။ဆိုတော့အခုကကြတော့လုံခြုံရေးအခြေအနေတွေ မြင့်မားနေတဲ့ကာလမှာဖြစ်တော့သူကလုံခြုံရေးတရားဥပဒေစိုးမိုးရေးပေါ့တည်ငြိမ်ရေးကသူကဦးစားပေးကိစ္စဖြစ်လာတယ်အဲ့တော့ဒါကြောင့်မလို့ဟိုကျွန်တော်တို့ကတစ်ဖက်ကပြုဆောင်ဆွေးနွေးရေးငြိမ်းချမ်းရေးကိစ္စအပြစ်ခံရဆေးရေးကိစ္စစောင့်ရွက်ဖို့လိုသလိုတစ်ဖက်ကလည်းပြုပြင်ပြောင်းလဲရေးတွေဖြစ်ထွန်းဖို့အတွက်နိုင်ငံရေးကကျွန်တော်တို့ကဆက်ပြီးတော့စ조사မှာဖြစ်တယ်အဲ့ဒါကြောင့်မလို့2030နဲ့တွားပြီးတော့ထပ်တူပြုပြီးတော့နိုင်ရှင်လို့မရဘူးလို့ကျွန်တော်တို့မြင်ပါတယ်အဲ့တော့အနေအဆုံးကတော့ကျွန်တော်တို့ ါနိုင်ငံရေးကျင်းသားတွေပြန်လုပ်ဖို့ကိစ္စနဲ့ဆက်ဆက်ပြီးတော့နိုင်ငံရေးတည်ငြိမ်မှုပြန်ရလာအောင်ကျွန်တော်တို့ကြိုးစားရမှာဖြစ်ပါတယ်။ဟုတ်ကဲ့စည်ရေးပဋိပက္ခတွေကတော့ပိုကြီးလာတော့ဒီဟာကိုပိုပြီးကင်တွဲရမှာပေါ့နော်။ဒါကတော့ဟုတ်တယ်။တကယ်လို့ပြည်တွင်းမှာအခုရှိနေတဲ့နိုင်ငံရေးကျင်းသားကိစ္စပြောမယ်ဆိုရင်တကယ်လို့ရွေးကောက်ပွဲပြီးရင်တမရိုင်းဦးဝင်းမြင့်နဲ့ဒေါ်အောင်ဆန်းစုကြည်တို့မျိုးပုံကိုမျိုးတွေကိုဒီထက်ပိုဖြည့်လျှော့ပေးဖို့ဦးကိုအနေနဲ့ဆိုစဉ်းစားမလားတိုက်တွန်းမလားတက်လာတဲ့ဆိုတော့စသည်ဖြင့်ဘယ်လိုမျိုးပြောခြင်းလဲ ဟိုကျွန်တော်တို့ကတော့ဒါဒေါ်ဆန်းစုကြည်ဦးဝင်းမြင့်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်ဖို့ဆိုတာကဒါကိုကိုယ်တိုင်ဒါဖြတ်တန်းခဲ့ရတဲ့ဘဝဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒါအဓိကကျွန်တော်ဖြစ်လဲဖြစ်စေခြင်းနဲ့ဆောင်လဲဆောင်ရွက်စေခြင်းနဲ့အဲ့တော့အဓိကကတော့တခါကျတော့နိုင်ငံရေးအခြေအနေပေါ်မှာကျွန်တော်တို့အားမလို့အားမရဖြစ်တာတွေကြိုက်တာမကြိုက်တာတွေရှိမယ်သို့တော့ပူပေါင်းဆောင်ရွက်နိုင်တဲ့အခြေအနေတခုကိုတော့ကျွန်တော်တို့စူးစမ်းရမယ်လို့မြင်တယ်။အဲကြောင့်လဲဆိုတော့ဟိုနယ်ဆင်မန်ဒဲလာဆိုရင်လဲ အကျဉ်းသားဘဝမှာစပြီးတော့တွေ့ဆုံဆွေးနွေးရေးကိုကြိုးပမ်းခဲ့တယ်။နောက်အဲ့ဒီကနေပြီးတော့ဒါအမျိုးသားပြန်လည်တင်ပြန်ရေးနောက်ဒါရွေးကောက်ပွဲနီလန်းနဲ့အာနာရတဲ့အထိသူတို့စူးစမ်းခဲ့တာရှိတယ်ပေါ့နော်။ဆိုတော့အခုလည်းပဲကျွန်တော်အသေးစိတ်မသိပေမဲ့လို့ဒါဆက်သွယ်ရေးလမ်းကြောင်းကတော့ရှိနေမယ်လို့ပဲကျွန်တော်ညွှန်လင့်တယ်။ဒါဒေါ်ဆန်းစုကြည်ဟိုအထူးသဖြင့်တော့ဒေါ်ဆန်းစုကြည်ပေါ့နော်။ဆိုတော့သူနဲ့ကြားထဲမှာဆက်သွယ်ရေးလမ်းကြောင်းတစ်ခုခုကတော့ရှိမယ်လို့ပဲကျွန်တော်ညွှန်လင့်ပါတယ်။ โอเคအဲ့တော့အခုဟိုထောင်နဲ့ချီတောင်းကနန်းဒီ900နီးပါးလောက်အခုလိုမျိုးလွန်ကျင်းွင့်ပေးလိုက်တဲ့အပေါ်မှာဥကိုကြီးတို့အနေနဲ့အခုအာနာပိုင်တွေကိုဒီထက်ပို့ပြီးတော့လုတ်ပေးစီချင်တာရှိတယ်တောင်းဆိုစီချင်တာရှိမယ်ဆိုရင်ရောဘာများတောင်းဆိုချင်လဲဘာများပြောလို့လဲဖြေလို့ရမယ်ဆိုအဲ့ဒါနောက်ဆုံးနေနဲ့ဖြေပြပါတခုကတော့ဒီ905ပုံမှဆိုတော့တချို့ဖုန်းထဲမှာဟို like ပေးတာ share ပေးတာလောက်နဲ့လေတရားစွဲခံရတာတွေရှိတယ်ဆိုတော့ အဲ့ဒါတွေလွတ်ပေးလိုက်တယ်ဆိုတော့ပုံရိုးပွက်ရှိုးနေရတဲ့လူတွေကတချို့ကြတော့ဟိုကိုယ့်ရင်ကိုယ်ပြန်လာနေရင်တောင် လုံခြုံပါမလားဆိုတဲ့အဆိုရင်တော့ကတွေရှိတယ်။နောက်တချို့ဆိုလဲကျွန်တော်တို့မဲဆောက်မှာဟိုလက်နက်ကင်ဒေါ်လာရေးတန်းမှာလည်းပါတာမဟုတ်ဘူး။ဟို CDM နေအစရှိတဲ့ပြင်နေဟိုဒုက္ခရောက်နေတာတွေအများကြီးရှိတယ်။အဲ့တော့သူတို့တွေကိုပြန်လာတဲ့အခါမှာလုံခြုံစိတ်ချရတဲ့ပတ်ဝန်းကျင်တခုအန်ဒီပေးဖို့တော့ကျွန်တော်တို့ကထပ်ပြီးတော့ကျွန်တော်တိုက်တွန်းခြင်းတယ်။အဲ့တော့ဟိုဖြစ်နိုင်လို့ရှိရင်ဟလာသူတို့ ပြန်လာပြီဆိုရင်တောင်မှဟာလာဖန်းတာစီးတာဟာလာမရှိဘူးမလုပ်ဘူးဒါတို့လုံးလုံးချုံချုံနဲ့ပြန်လာလို့ရတယ်ဆိုတော့အခြေအနေမျိုးတစ်ခုကိုပါကျွန်တော်တို့ကတော့အာမခံချက် ပေးစေခြင်းတယ်အဲ့တော့ဟိုလက်နက်ကင်လှူရှားမှုနဲ့ဆက်ဆက်နေတဲ့ကိစ္စမျိုးတွေကြတော့လေဒါကျွန်တော်တို့ပြောရခက်တယ်ပေါ့အာမန်ခုနကဟိုဖုန်းထဲမှာကိစ္စပါညာမျိုးတွေ့လို့ဖြစ်တဲ့ကိစ္စမျိုးတွေကတော့ဒါကတော့သူတို့လွတ်လွတ်လပ်လပ်ပြန်ပြီးတော့နေထိုင်ခွင့်ရတဲ့နဲ့နောက်ဒီတဲ့ပို့ပြီးတော့လေအခြားအမှုတွေနဲ့ဒါ ပြည်ထောင်ကြခံနေရတဲ့နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ဖို့ကိုလည်းဒါနိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့အတူကျွန်တော်တို့ဆက်ပြီးတော့စူးစမ်းသွားမှာဖြစ်ပါတယ်ခင်ဗျ။ဟုတ်ကဲ့ဥက္ကဋ္ဌကျေးဇူးတင်ပါတယ်အခုလိုမျိုးဒီစစ်ကော်မရှင်ကလွန်ငင်းခွင့်ပေးတဲ့ပုံမှာဥက္ကဋ္ဌရဲ့သဘောထားကိုပွင့်လင်းခုလိုမျိုးပြောပြပေးတဲ့အတွက်ကျေးဇူးပါဗျ။ဟုတ်ကဲ့ပါကျွန်တော်လည်းကျေးဇူးတင်ပါတယ်ခင်ဗျ။